စကိုင်းနဲ့မတရားမျိုးနယ်ကြားမှာဆီစင်းသွားတဲ့ AR မြစ်တွင်ကမြေနုကျွန်းတွေမှာငလင်ကြောင်မြေသားတွေအကွဲပြီးရေတွေပန်းထွက်လာလို့လူနေအိမ်တွေပျက်စီးကုန်တာကြောင့်အဲ့ဒီကျွန်းပေါ်ကပြည်သူတွေဘေးလွရာကိုတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။ခွန်ဆောင်ဦးပေးပို့ထားပါတယ်ရှင်။မလ28ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင်စကိုင်းနဲ့မတရားမျိုးနယ်ကြားမှာဆီစင်းသွားတဲ့ AR မြစ်တွင်ကမြေနုကျွန်းတွေဖြစ်တဲ့ရေလေကျွန်း၊အေကျွန်း၊ဘိုးကြီးကျွန်း ဒေါင်ကျွန်းစားတဲ့ကျွန်းလေးကျွန်းမှာမြေသားတွေအက်ကွဲလာပြီးရေတွေပန်းထွက်လာတာရှိပါတယ်။ဒါကြောင့်အဲ့ဒီကျွန်းလေးပေါ်ကလူနေအိမ်တွေပျက်စီးပုံပြီး ပြည်သူတွေမှာဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီလေကျွန်းရဲ့ဒေါင်းကျွန်းရဲ့ဘွေးကျွန်းရဲ့နောက်ရောအေးကျွန်းရဲ့လေးကျွန်းဟုတ်ကျွန်းပေါ်ကလူတွေကတော့ဒုက္ခရောက်တယ်ကြဟိုကျွန်းထဲဒီမှာနေတဲ့လူတွေလေသူတို့ကကြတော့အဲ့အကြောင်းကြီးကြီးဟိုရွာလေအညင်းတော့အကြောင်းကြီးထားရေတွေပန်းထွက်တာလေရေတွေပန်းထွက်ပြီးတော့ချိုးအိမ်နေဆိုနေဝါတာလို့အညင်းပြိုပြွားတာတွေရောအညိုဟိုစနေလို့မရတာတွေအညိုဖြစ်သွားတာအဲ့နေရှင်ဒီတော့အညိုအကူကြီးရတာဆိုတော့မကြသေးဘူးကြဟုတ်ငလင်ကြောင့်စကိုင်းနဲ့မရရနေဆက်စင့်ကန်ရွာရှိက အီအရီမြေကြီးတွေခန်းချောက်တာတွေရှိတယ်လို့ဒေတာကန်တွေကပြောပါတယ်။ဒါအပြင်စကိုင်းနဲ့ဝက်လက်မြို့နယ်အဆက်အီအရီမြေတွင်းကမြင်းနုကျုံးငယ်တွေမြစ်ထဲပြိုကျသွားတာတွေရှိပါတယ်။အဲ့ဒီဒေတာမှာငလင်ကြောင်တိတ်ဆုံးတွေရှိခဲ့ပြီးအကူအညီတွေလည်းလိုအပ်နေတယ်လို့ဒေတာကန်တွေကဆိုပါတယ်။ရှေးမကတော့ကြောင်းကြီးမှာဆိုရင်အဲဖုန်ကြီးတစ်ပါးပေါ့နော်ပြန်နေမှုသွားတယ်။စကိုင်းမြို့နယ်နဲ့ဝက်လက်မြို့နယ်ချုပ်ဆက်ပေါ့အိုင်နိုင်ရွာပေါ့ ဟို6ယောက်ကမိသားစုတူတူလုံတော့6ယောက်ကကျတော့သူတို့လက်နက်ကြီးပြစ်တဲ့ထင်ပြီးတော့တိုက်ထဲဝုံပုံတဲ့ခါမှာတိုက်ကပြိုသွားတာအဲ့ဒါမိသားစု6ယောက်ပြေပေါ့နော်ကျုံးမင်ဖုန်းကြီးကျောင်းက6ယောက်ဆောက်ဝေးအကုန်ပြိုတယ်အထက်ဦးစင်းနှပါပြည်နယ်လုံးမူသွားတယ်ပေါ့နော်တာဖာ2ယောက်လည်းအဲတာဖာ2ယောက်ကတော့ကုမြင်ထဲမှာဆိုပေမဲ့တစ်ပင်ကြီးကနှစ်ချမ်းကွဲပြီးတော့တာဖာ2ယောက်ပေါ့ပြည်တယ်အဲ့ဒီ2ယောက်ကလည်းတည်တယ်ပေါ့နော်အဲအဲ့ဒါတော့အိုက်ဒီပါတဲ့6ယောက်ဖြစ်သွားတယ်သူကျုံးလေးတွေရေမြုပ်သွားတာရှိတယ် ရေရေလေတောင်လေးမြုပ်ရတာရှိတယ်ပြီးတော့ကဘာတွေပြိုရတာရှိမယ်တောင်တွေပြိုရတာရှိမယ်အင်းဒီပြင်ပအကူညီရတော့ဒါတွေမကြောက်ဘူးဗျဒီတိုင်းပဲကိုရက်ရွာနေပဲဖေးမပြီးတော့အကူညီဆောင်ရွက်ပေးနေရတယ်တော့ရှိရပါဘူးစာနဲ့ရိခါတောက်ရေစေဝါစာနဲ့ရိခါအဓိကတော့အဲ့ဒါပဲလို့မှာပါမလ28ရက်နေ့နေ့လယ်တနာရီခန့်ကမြန်မာနိုင်ငံမန်လေးမြို့နဲ့16ကီလိုမီတာအကွာကိုဗဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ပြင်အား9.9 ရစ်တာစကေးရှိတဲ့ငလင်ကြောင်မန်လေးမြို့မှာ1239ရောက်စကိုင်းမြို့မှာ682ရောက်နေပြည်တော်မှာ326ရောက်ပါဝင်စကိုင်းတိုင်းမန်လေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အတွင်းမှာလူဦးရေ3848ရောက်တည်ဆုံးခဲ့ပါတယ်